ဆွေးနွေးခြင်းရဲ့အကြောင်းအရာလေးကတော့ကားအေကွန်မအေးတဲ့ပြစ်ချက်မှာပေါ့နော်အေကွန်ကွန်ပရက်ဆာလော့ကြတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မှမိတ်ဖေတို့ကိုဥစ္စာပြင်မြဝေးဆွေးနွေးခြင်းတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီအလုပ်ယုံကားကြတော့မန္တလေးမြို့ပေါ့နော်အာ 80A 115မှာဖွင့်လှစ်ထားတဲ့ automation ဆိုတဲ့ car workshop ဖြစ်ပါတယ် workshop ကတော့စတင်ပြီးတော့ဖွင့်လှစ်နေပြီဖြစ်တဲ့အတွက်ပေါ့နော်ဒီ workshop မှာလည်းမိတ်ဖေတို့အနေနဲ့လာရောက်အားပေးလို့ရပါတယ်အဲ workshop မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ ကာယကွန်နဲ့ပတ်သက်တဲ့အပိုင်းကြီးလည်းစစ်ဆေးပြုပြင်ပါတယ်။ဒါအပြင်ပေါ့နော်တခြားသောဒီပြစ်ချက်တွေပေါ့နော် diagnosis နဲ့ပတ်သက်တဲ့အပိုင်းကြီး၊ wiring နဲ့ပတ်သက်တဲ့အပိုင်းကြီး၊ကားရဲ့အောက်ပိုင်းကြီးအဲနောက်ဒီ engine ပိုင်းကြီးပေါ့နော် gear box ပိုင်းကြီးလည်းကျွန်တော်တို့စစ်ဆေးပြုပြင်ပါတယ်ခင်ဗျာ။လာရောက်အားပေးလို့ရပါတယ်။အဲကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးကတော့ကားရဲ့ aircon နဲ့ပတ်သက်တဲ့ပြစ်ချက်ပေါ့နော်။အဲအေကွန်ကတော့ဒါကားကကလူကြာပေါ့ဗျာနော်အဲကလူကြာကားမှာဆိုလို့ရှိရင်ဖြစ်တဲ့ပြစ်ချက်ကကြတော့ အာ aircon compressor ခဏပဲကတ်တဲ့ပြဿနာပေါ့ဗျာเนาะဒါကတော့ကျွန်တော်ဒါလက်ရှိမှာတော့ aircon compressor အာ ਨੇ ပတ်သက်ပြီးတော့ဗောတော့ဒါဖြုတ်ပြီးသွားပါပြီဒါစစ်စစ်ပြုပြင်ဖို့အတွက်ပြင်ဆင်နေတဲ့အနေအထားမျိုးပေါ့ဗျာเนาะအဲ့တော့ကျွန်တော်ဖြစ်တဲ့ပြဿနာကဘာဖြစ်တာလဲဆိုတော့ compressor ကလပ်ကတော်တော်လေးအချိန်ကြီးစိုးတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့ဗျာเนาะအဲ့တော့ compressor ကလပ်ဆိုလို့ရှိရင်အဲပေါ့เนาะသူ့ရဲ့အနေအထားကကြတော့ဒီမှာပေါ့เนาะအဲကျွန်တော်ဒီမှာ ပုံမှန်ဆိုရင်ဒါက magnetic type ပေါ့နော် magnetic clutch အနေထားမှာကသူ့ရဲ့ compressor ကကြာပေါ့နော်ထဲထဲမှာဆိုလို့ရှိရင်အဲဒီ G တွေကတော့များနေပြီဗျဒီထဲထဲမှာဆိုလို့ရှိရင်တော့ဒီမှာမြင်ရတဲ့နေရာမှာပေါ့နော်အာ G တော်တော်များနေတဲ့အနေထားမျိုးရှိပါတယ်အဲ့ဒီမှာ compressor က lock ဖြစ်သွားတာအဲကျွန်တော်တို့ကားအေကွန်ခွင့်လိုက်တဲ့အချိန်ကြာလို့ရှိရင်အဲ့ဒီ AC မီးကခုန်နေတာပေါ့နော် AC မီးခုန်နေပြီးတော့မှ အဲအေဂျီမီမေတုမေတုဖြစ်နေတယ်ဒါကတော့ပြောမယ်ဆိုရင်ဘတ်ဂျိုးချော်တဲ့လက္ခဏာသို့မဟုတ်အာကွန်ပရက်ဆာကလပ်တီအဲဂျမ်းဖြစ်တာသို့မဟုတ်ကွန်ပရက်ဆာဂျမ်းဖြစ်တာပေါ့နော်ဒီလိုပြဿနာမျိုးဖြစ်တယ်အဲ့မှာအဲကျွန်တော်အေကွန်ဖွင့်လိုက်တဲ့အချိန်ကျတော့ဒီနေရာမှာဘာဖြစ်လဲဆိုတော့ဥလီရတဲ့သူကဘတ်ဂျိုးနဲ့တဲ့သူလိုက်လည်မယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ဒီမှာဆိုရင်ပြတ်ထွက်သွားတာပေါ့နော်ဒီမှာဆိုရင်အနေထားကဒီလိုမျိုးပြတ်ထွက်သွားတာပေါ့နော်ဒါကဒါကကလပ်ပေါ့နော်ကွန်ဆာရဲ့မဂနက်တစ်ကလပ်ကဒီအသားနဲ့ဒီအသားကတသားတည်းဖြစ်တယ် ဒီမဂနက်တစ်ကလပ်ကဘယ်ချိန်မှာလုံးလုံးမလဲဆိုတော့အဲကုန်းဖွင့်လိုက်တဲ့အချိန်အဲသူရဲ့သက်ဆိုင်ရာဆန်ကျင်ဆန်ညုံးနေပြည့်တယ်ပေါ့ဗျာနော်ဂက်လေးရှိတယ်အကုန်ကောင်းနေပေါ့အဲ့လိုနေထားမှာဆိုလို့ရှိရင်ပမာစားကလပ်ကဒီကလပ်ကဒီရဲ့အတွင်ထဲမှာပါရှိလဲဆိုတော့ကျွန်တော်တက်လိုက်တုံးရှိတယ်ပေါ့နော်ဒီမှာဆိုရင်အတွင်ထဲမှာအဲကျွန်တော်ဒီဒီထဲထဲမှာပေါ့နော်တော့ဒီထဲထဲမှာဆိုလို့ရှိရင်ဒါတက်လိုက်တုံးရှိမယ်အဲ့ဒီအတွင်းထဲကကျွန်တော်တို့ပြည့်စစ်ပေးလိုက်တဲ့အခါမှာအဲ့ဒီတန်လိုက်ကအဲ sorry ဒီအကွိုင်းကပေါ့နော်တန်လိုက်ဖြစ်သွားတယ် အဲ့လိုတက်လိုက်ဖြစ်သွားတဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ပူလီကကြတော့အင်ဂျင်နှိုးထားတယ်ဆိုရင်ပူလီကဘက်ဂျိုးနဲ့လိုက်လေမယ်အဲ့ဒီမှာကလပ်ကဒီလိုကတ်ပြီးတော့လိုက်လေတယ်လိုက်လေရဲ့အနေထားမှာအခုအနေထားကကြတော့ကလပ်ကတော့ကတ်ပြီမယ်ဒီနေရာမှာကွန်ပရက်ဆာကလုံးဝရှက်တာမလေတော့ဘူးဒီမှာဆိုကျွန်တော်အလဲရှက်တာပေါ့နော်ကျွန်တော်ဒီမှာလှည့်ကြည့်တာလုံးဝကတော့မလေတော့ဘူးပေါ့ဗျာနော်အဲ့လိုမလေတော့တဲ့အနေထားဖြစ်သွားတဲ့အတွက်ကလကကတ်တယ်ဒါပေမဲ့လိုက်မလဲနိုင်တော့တဲ့အတွက်ဒီနေရာမှာဘာဖြစ်သွားလဲဆိုတော့ရာဘာသားကိုသူက ဖြတ်ပြစ်တာပေါ့နော်ရဘာသားကိုဖြတ်ပြစ်လိုက်တဲ့အတွက်အဲကော်ရဇာကဒီလိုမျိုးကြီး free လိုက်လေတဲ့ air con ကလုံးဝမအေးတော့ဘူးပေါ့နော်ဒီလိုပြဿနာဖြစ်ပါလေအဲ့တော့ကျွန်တော်တို့ဒီကားနဲ့ပတ်သက်ပြီးတော့ air con ရဲ့ gap ပမာဏကိုစစ်ကြည့်လိုက်တဲ့အခါမှာပမာဏကတော့တော်တော်လေးများတယ်လို့ပြောရမယ်ဗျအဲသူရဲ့ gap ကပြောမယ်ဆိုရင် air con မဖွင့်ထားတဲ့အနေမှာ12ဘားလောက်ရှိတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ gap ကအဲဒါ10ဘားလောက်ပဲရှိတယ်အဲလက်ရှိပြင်ပဘူးကြီးအရင်မြင်နေတဲ့အနေထားမှာဆိုလို့ရှိရင်သူရဲ့ gap ရဲ့ဖိအားကတော့ဒါနည်းနည်းတော့ များနေမှာပေါ့ဗျာ8ဘာသမို့9ဘာလောက်ရှိမဲ့အနေထားမှာအာ air comb အေးလို့ဆိုပြီးတော့ air comb အာဂက်ကိုတော့ဖြည့်လာတယ်လို့တော့ပြောတယ်အဲ့ဒီအနေထားမှာတော်တော်လေးတော့ချင်ကြီးစိုးတယ်ပေါ့ဗျာเนาะ12ဘာလောက်ဆိုတော့ဂက်ကလည်းအများများနေတာကြောင့်ပဲကွန်ပရက်ဆာမကတ်တာလားပေါ့เนาะဒါကိုကျွန်တော်ဂက်နည်းနည်း short ကြည့်လိုက်တယ်လုံးဝမရတော့ဘူးအဲ့ဒီအနေထားအနေပေါ်မှာကျွန်တော်ဒါပေါ့เนาะဒီစိတ်ကြည့်လိုက်တဲ့အနေထားမှာဆိုလို့ရှိရင်တော့ကွန်ပရက်ဆာရဲ့အနေထားကတော်တော်ချင်ကြီးစိုးနေတယ်ကျန်ကင်းမှာကျန်ကင်းမှာကြတော့သူ့ရဲ့ဒီ ကျလာတဲ့အမှုံလေးတွေတောင်မှကျနေတဲ့အနေအထားမျိုးဆိုတော့ဒါအသေးကြတဲ့ကြာဖြစ်နေတယ်ပေါ့နော်ဒီပစ်ချက်ဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်ဖြုတ်ကြည့်လိုက်တဲ့အခါမှာတော့မိတ်ဆွေတို့မြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်ကွန်ပရက်ဆာကအာဒါကလပ်ပြားကတော့လုံးဝအမကောင်းတော့ပေါ့နော်တကယ်အဓိကတော့ကွန်ပရက်ဆာလော့ကျသွားတာကျွန်တော်ဒါကတော့အဲကွန်ပရက်ဆာလော့ကျပြီးတော့မှလုံးဝစီနီဆိုးသွားတဲ့အတွက်ကွန်ပရက်ဆာတစ်လုံးကိုတော့မဖြစ်မနေလဲလိုက်ရတယ်ပေါ့နော်ဒါလဲရုံနဲ့တော့မပြီးဘူးဗျအာကျွန်တော်တို့ဒီအာပေါ့နော်အပူပွိုင်လို့ခေါ်တဲ့ကွန်ဒန်ဆာကိုပါစစ်ကြည့်တဲ့အခါမှာ ကွန်ဒန်ဆာကလည်းကြီးတော်တော်ပိတ်နေတာဖြစ်တဲ့အတွက်ကွန်ဒန်ဆာကိုလည်းအဲဒါကစမာရဲ့စိတ်ကြိုက်အရာပေါ့နော်လဲပေးလိုက်လဲပေးတယ်ပေါ့ဗျာနော်ခုလောဆယ်ကတော့ကျွန်တော်အဲ့ဒီဘိုင်းကြီးကအဲဒီက service ကညီငယ်နဲ့အဲ့ဒီဘိုင်းကြီးလောလောဆယ်မှာအာဒီဝန်ဆောင်မှုပေးဖို့အတွက်လုပ်နေတာပေါ့နော်ဒါ condenser လို့ခေါ်တဲ့အပူပိုင်းကအသစ်ဖြစ်မယ်နောက် compressor ကတော့အဲပြောမစင်အာ U ပေါ့နော်ဒါ3မီတာဖြစ်ပါတယ်နော် compressor တန့်နေ armagan ပါတယ်ပေါ့နော်3မီတာဖြစ်တဲ့ compressor နဲ့ကျွန်တော်ဒါတက်ပြီးတော့ အဲလောဆယ်တော့ဒါစမ်းကြည့်မှာဖြစ်ပါတယ်အဲ့တော့ဒီကားကကြတော့အဲဒီဟောပေါ့နော်ဒိုတာကလူကြာဖြစ်ပါတယ်ဒိုတာကလူကြာကိုမှအဲသူ့ရဲ့ aircon gap ကဒီမှာပေါ့နော်လောလောဆယ်ကတော့ဒီမှာပြထားတာကတော့ aircon gap ကတော့ AFT 134A ဖြစ်တယ်အာ C ကတော့ NDY 8ကိုထည့်ပေးရမယ်ပေါ့နော် gap ပမာဏတော့ဒီမှာမပါဘူးဆိုပေမဲ့အဲသူ့ရဲ့ gap ကစောက်ထဲမှာကြီးလိုက်တော့ကျွန်တော်တို့900 gram လောက်ချိတယ်ပေါ့နော်အဲဒါသူ့ရဲ့ gap ပမာဏတော့အဲ့လောက်ထည့်ပေးရမှာပေါ့ဗျာနော် ။အဲတော့ဒီသူ့ရဲ့အင်ဂျင်ကတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့အဲဒီမှာတော့သူ့ရဲ့ chassis plate ပြားပါလာဖြစ်တဲ့အတွက် 2AZFE engine ပေါ့ဗျာနော်။ဒီ chassis ကတော့ ECU 25ဆိုတဲ့အာ chassis နဲ့လာလာဖြစ်ပါတယ်ပေါ့နော်။အဲဒါတော့ aircon service နဲ့ပတ်သက်ပြီးတော့မှအဲဒါမိတ်ဆွေများကိုဒါရှင်းပြပေးတာဖြစ်ပါတယ်ဒီနေ့အဲဒါညနေပိုင်းလေးမှာဂျုံတွေးရတဲ့ ပြည့်ချက်တစ်ခုပေါ့နော်ခြားသောပြည့်ချက်တွေလည်းအများကြီးရှိပါတယ်အဲကျွန်တော်ဒါအပြင်မှာလည်းတအားကြီးစုညံပေါ်တော့ရိုက်နေတယ်ဒီကားတန်တွေနဲ့မီးဇက်တန်တွေဆိုတော့စုညံနေတာဖြစ်တဲ့အတွက်ပေါ့နော်ချိုးဒီအတန်အနှောက်ရှက်ဖြစ်မှာဆိုတဲ့အတွက်ပေါ့နော်ဒါကျွန်တော် live မှာကတော့ဒီပြည့်ချက်တစ်ခုပဲနော်မျှဝေခြင်းဖြစ်ပါတယ်အဲနောက်ပိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တတ်နိုင်သမျှပေါ့နော်ဒီ service မှာအဲကျွန်တော်ဝန်ဆောင်မှုပေးတဲ့အချို့ပြည့်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုတတ်နိုင်သမျှမျှဝေပါဦးမယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ် โอเคကိုထွန်းနှုတ်နဲ့မင်္ဂလာပါခင်ဗျာအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ဒီနေ့ live play ကိုဒီလောက်နဲ့ပဲကျန်တာခွင့်ပြုပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်